11 Media Group နဲ့အစည်းအဝေးရှင်အလှရှင်တွေရေလူတန်းမှုအစီအစဉ်က2 for လူတန်းနဲ့အဝီစည်းဆက်ရည်တွင်တွင်နဲ့နဝမမြောက်တွင်ဖြစ်တဲ့မကွေးမြို့နယ်နွားချံကုန်းကျေးရွာအဝီစည်းဆက်ရည်တွင်မှာမြေအောက်ပေ430အရောက်ရေထုပေ300ကျော်တွေ့ရှိတာကြောင့် April 22ရက်နေ့ကရေစမ်းသက်မှုတ်တင်ခဲ့ရာအောင်မြင်ခဲ့ပါတယ်။ နွားချံကုန်းကြီးရွာမှာအင်ဂျီ300ကျော်ရှိပြီးအရင်ကတူးဖော်ခဲ့တဲ့အဝီစီးစက်ရည်တွေနှစ်တွင်းဟာရေလုံးဝမအောင်တော့ပဲပျက်စီးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကြီးရွာဒေသခံတွေနဲ့ကျွဲနွားတရိတ်ဆန်တွေအတွက်တောက်သုံးရည်ကိုကြီးရွာအနီးပတ်လည်ရှိပေ90ခန်းအနက်အုံစမ်းတွင်းတွေကမိခိုနေကြရတာဖြစ်ပါတယ်။လုံခဲ့တဲ့9နှစ်ခန်းကစပြီ အုပ်စန်းတွင်းတွေဟာလည်းနွေရာသီမှာရေကြောခတ်မှုတွေဖြစ်ပေါ်လေးရှိပြီးအခုနှစ်မှာညာပိုင်းအချိန်တွေအထိတန်းစီခတ်ယူနေရကတောက်သုံးရေပြက်လက်မဲ့အခြေအနေတွေကြုံတွေ့နေကြရတာဖြစ်ပါတယ်။11 media group နဲ့စေတနာရှင်တွေရေလူတမ်းမှုအစီအစဉ်ကတူးဖို့လူရန်ခဲ့တဲ့မကွေစေတုတ်တရာမင်းဘူးတောင်တွင်းကြီးမြိုင်မြို့နယ်တွေအတွင်းတောက်တုံးရဲ့အခက်ခဲကြုံတွေ့နေရတဲ့ခြေရွာတွေမှာအဝင်းစည်းဆက်ရည်တွင်ရှစ်တွင်းအောင်မြင်ခဲ့တာဒေသခံတွေအတွက် တောက်တုံးရီဖူလုံစေခဲ့ပြီးဖြစ်ပါတယ်။အဆိုပါအစီအစဉ်ကရွာလုံးကျွန်းကြီးပါမီးလောင်ခဲ့တဲ့ မကွေးမြို့နယ်ညောင်ပင်သာကျေးရွာကို ပထမလအတွက် ရေကလန်3000ထူရန်ခဲ့ပြီးဧပြီလ18ရက်နေ့ကစကဒုတိယလအဖြစ်ရေကလန်3000ကိုတနစ်ရေကလန်1000လုံးနဲ့ဆက်လက်လှူဒန်းလျက်ရှိကြောင်း၆မြို့နယ်မကြီးဆောင်နဲ့ဇီးချိုပင်ကျေးရွာတွေကိုလည်းဒုတိယလအဖြစ်ရေကလန်1000ကိုတနစ်ကိုရေကလန်3500လုံးနဲ့ဆက်လက်လှူဒန်းလျက်ရှိကြောင်း ဆက်လက်ပြီးလည်းမကွေးတောင်တွင်းကြီး6စင်ပေါင်းဝဲမြိုင်မြို့နယ်တွင်အဝေးစီးဆက်ရည်တွင်ဆယ်ရင်းကျော်ဆက်လက်တူးခေါ်လျက်ရှိတာဖြစ်ပါသည်။